GD အညစီအစီနဲ့ grade ပြီလို့ရှိရင် single မှာပဲအကြောင်းကိုရှင်းလို့ရတယ်။ MD Eversafe TMC နဲ့ပြီးပါလို့ရှိရင်တော့အခုဒီ GSDM ပြီးပါလို့ရှိရင် TEG နောက်ပြီးတော့မှဒီစင်ကူအစိုးရရဲ့အတိမတ်ပြုထားတဲ့ Educational Trust Award ရတာတဲ့ကျောင်းတွေများစွာမှာ private ကျောင်းတွေမှာကျောင်းဆောက်ထားလို့ရပါတယ်။စင်ကူမှာကျောင်းပြီးသားရောအလုပ်ရှာပြီလား။စင်ကူမှာဒီကျောင်းတက်ကလာ6လပြီးပါလို့ရှိရင်တော့ကျောင်းဘက်ကနေဒီ on-job training ဖြစ်တဲ့ internship ကိုကျောင်းဘက်ကနေအမကန်နေရှာပြီးပါတယ်။ဒါပြင်မှာကျောင်းသားတယောက်အနေနဲ့ permanent အလုပ်ပေါ့နော်။အဲ့လိုရဖို့ထွက်ဆိုရင်တော့ကျွန်တော်တို့အခု the group mindset program လို့ခေါ်တဲ့ ဒီစင်ကူရောက်လို့ရှိရင်ចောင်းသားတရားအနေနဲ့အလုပ်တွေရှာတဲ့အခါမှာဘယ်လိုမျိုးရှာရမလဲဘယ်လိုစီဖောင်တွေလုပ်ရမလဲဘယ်လိုမျိုး interview တွေဖြေရမလဲသူတို့ရဲ့ personal grooming အပိုင်းတွေအစားရှိတဲ့အပိုင်းတွေကိုမှ online class အနေနဲ့ကျွန်တော်တို့ free class လေး zoom ကနေပြီးတော့သင်ကြားပေးနေပါတယ် step စင်ကူကနေပြီးတော့ diploma course တွေကိုဘယ်လိုရှာလို့ရလဲ စီစတက်ကူစင်ကာပူကနေပြီးတော့မှဒီပလိုမာ course တွေကိုရှောက်ထားမယ်ဆိုရင်တော့ passport PPE ရှိထားရသူဆိုရင်အဆင်ပြေတယ်ပြီးသွားလို့ရှိရင် passport ဓာတ်ပုံနောက်ခံအဖြူပြီးသွားလို့ရှိရင်တော့ Thailand Online အမှတ်စင်ဒါမှမဟုတ်လို့ရှိရင်လည်း IGCSE တို့ TGD တို့အဲ့လို online အပိုင်းပြနိုင်တဲ့ certificate တခုခုရှိတိုင်းအဆင်ပြေတယ်ပြီးသွားလို့ရှိရင်ဒီအင်တော်စုစီရင်သို့မဟုတ်ငွေစင်ရဲ့အမှုရင်းရဲ့ notary ရဲ့လိုအပ်တယ်ဗျအဲ့ဆိုရစားတဲ့နေပြည်စုံပြီဆိုရင်တော့ဒီကျွန်တော်တို့ status to singapore မှာရှိတဲ့ diploma အတန်းတွေကိုရှောက်ထားလို့ရပါတယ်ဗျ။